ဒီနေ့ကျွန်တော်ကျမတို့ကဒီနေ့ထိုတပါးဒီသောသားတော်ယေရှုခရစ်တော်ကိုသင်တို့ကယုံကြည်လက်ခံထားတော်သူဖြစ်တယ်။ဟာလေလုယာ။သင်တို့ကထိုကဲ့သို့သောယေရှုခရစ်တော်ကိုသင်ကယုံကြည်လက်ခံပြီဆိုရင်နေဖျားခင်ကသင်တို့ကိုအထူးရွေးချယ်ထားတော်သူတွေဖြစ်တယ်။ဟာလေလုယာ။အာမင်။ဒီနေ့သင်တို့ကဖျားခင်အထူးရွေးချယ်ထားတဲ့ VIP တွေဖြစ်တယ်။ဟာလေလုယာ။ဘေးကလူကိုပြောလိုက်ပါ။သင်ကဖျားခင်အထူးရွေးချယ်ထားတဲ့ VIP ဖြစ်တယ်လို့။ဖျားခင်ရဲ့ရွေးချယ်ခြင်းခါတဲ့သားသမီးတွေကောင်းချီးမင်္ဂလာပါလေ။ကျွန်တော်တစ်ပေအခန်းကြီး1 အငယ်ကိုကိုကျွန်တော်တစ်ချက်လောက်ထိုးကြည့်ပေးပါဦးပြီးတော့နောက်ကနေပဲကျွန်တော်လိုက်ပြောချမ်းပတ်လေးကိုလိုက်ပြောဆိုစေချင်ပါတယ်တင်တော့မူကမောင်မိုက်ထဲမှာအံ့ပွေတော်အလင်းတော်တို့ခေါ်သွင်းတော်မူသောသူဤဂုံကျေးစုတော်ကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်သည်မင်းစစ်စိမ်ရှိသောရှစ်ဘရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်သောအပေါင်းအသင်းဖြစ်ကြ၏ဟာလေလုယာအာမင်မိသားစုများဒီနေ့ဖျားခင်ကျွန်တော်တို့ကို မှောင်မိုက်ထဲကနေပြီးတော့ဒီနေ့အံ့ပွေတော့အလင်းတွေကိုကျွန်တော်တို့ကိုခေါ်သွင်းတဲ့ဖျားခင်ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ကိုဖျားခင်ကနေပြီးတော့မှောင်မိုက်ထဲမှာမနေစေချင်ဘူးကျွန်တော်တို့ကိုအလင်းတွေကိုရွေးချယ်ပေးတဲ့ဖျားခင်ဖြစ်တယ်။ဘာဖြစ်လဲမိသားစုများဖျားခင်ကကျွန်တော်တို့ကိုရမ်းချတာဖြစ်တယ်။မိသားစုများတခါတည်းကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ကမှန်မာတဲ့သင်ကယုံကြည်သူဖြစ်တယ်။သင်ကခရစ်တော်နဲ့တူသွားလာပေမဲ့လည်းတခါတည်းမှာကျွန်တော်ဆုံရှုံချင်းတွေတွေ့နေရတယ်။ တခါတည်းမှာကျွန်တော်ဝမ်းနေခြင်းတွေတွေ့ရတယ်တခါတည်းမှာကျွန်တော်ငိုကြွေးခြင်းတွေတွေ့ရတယ်တခါတည်းမှာနေကျွန်တော်တက်တာတွေမှာလုံးဝမဖြစ်ချင်တဲ့အရာတွေဘလုံးမကိုမကြုံဆုံချင်တဲ့အရာတွေဒီနေ့ကျွန်တော်တက်တာတွေမှာဖြစ်ပွားနေတယ်ဘာဖြစ်လို့လဲမိသားစုများဒီနေ့ဖျားခင်ကတော့တင့်ကိုကျန်းစာမှာရွေးချယ်တိုင်းပဲမှောင်မိုက်ထဲကနေပြောတင့်ကိုအံ့ပွဲတော့အလင်းထဲကိုပဲခေါ်သွားတာပဲဖြစ်တယ်ကျွန်တော်ဒီနေ့ပြန်စဉ်းစားမယ်အချိန်နာရီဖြစ်တယ်ဖျားခင်ရဲ့အလင်းတော်ထဲမှာကိုကတကယ်ပဲရောက်နေပြီလားမှောင်မိုက်ထဲမှာပဲကိုကတချမ်းနေတယ်အလင်းထဲမှာပဲကိုကတချမ်းနေတယ်အသက်တာ ကိုယ်သက်တာမှာဖြစ်နေပြီလားမိသားစုများနေကျွန်တော်အသက်တာကိုကျွန်တော်ပြန်ဆင်ခြင်းရအောင်အထူးဖြင့်ဒီနေ့လူငယ်တွေဆိုတော့ကျွန်တော်လူငယ်တွေကိုပဲကျွန်တော်အားပေးချင်တာဖြစ်တယ်။နောက်လူငယ်များတင်းတို့ကိုဖျားခင်ကကြီးမားသောအကြံစီရှိတာဖြစ်တယ်။တင်းတို့ကိုဖျားခင်ကကြီးမားသောကောင်းချီးမင်္ဂလာပေးချင်တာဖြစ်တယ်။တင်းတို့သက်တာကိုဖျားခင်ကတာ၍ဖျားခင်ကကောင်းချီးပေးချင်တာဖြစ်တယ်။နောက်ကဘာပေါ်မှာအချမ်းသာဆုံးဖြစ်တဲ့ဘေကိတ်တို့ကောင်းချီးမင်္ဂလာခံရတယ်လို့ပဲဒီနေ့မိသားစုများတင်းတို့ကိုပဲထိုကဲ့သို့သောတူညီသောကောင်းချီးမင်္ဂလာ ပြင်ဆင်ပေးထားဖြစ်တယ်ဟာလေလုယာဖျားခင်နာမှာချီးမွမ်းတယ်ကျွန်တော်တို့ငွေဖွာကလေးကနေပြောဒီတက်ရရောက်တဲ့ဒီဖျားခင်ကကျွန်တော်တို့တူညီတော့ကောင်းချီးမင်္ဂလာပေးထားဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့ time အချိန်ဖြစ်တယ်ကျွန်တော်တို့ရဲ့အချိန်ဖြစ်တယ်ကျွန်တော်လူသားအလုံးတိုင်းကိုဖျားခင်က24နာရီကောင်းချီးမပေးထားဘူးလားမိသားစုများ24နာရီကျွန်တော် ကောင်းချီးပေးထားတယ်ဖျားခင်ရဲ့အတန်တော်ကိုတင်း24နှစ်မှာဘလို့ရှားနေလဲ။တင်းဖျားခင်နဲ့တင်းဘလို့တစ်ဖူးတွေ့တူတွေ့ထို24နှစ်မှာတင်းအသက်တာမှာဘလို့အသက်ရှင်နေလဲ ်တင့်အားဖြင့်ဖခင်ရဲ့ဘုံကိုသူတပားကမြင်တွေ့ရပြီလားမိသားစုများဒီနေ့ကျွန်တော်ပြန်ဆင်ကြရမယ်အချိန်သာဖြစ်တယ်ဒီနေ့ဒီနှုတ်ကပတ်တော်အားဖြင့်လည်းဒီနေ့သင်တို့အသက်တာကိုဖခင်ခင်စကားပြောနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဝိညာဉ်တော်ဖခင်ကတော့ကြီးစွာလှုပ်လှုပ်ပါမိသားစုများသင်တို့ကိုယ့်အသက်တာကိုပြန်ဆင်ကြအောင်ငါဖျားခင်ပေးတဲ့24နာရီအချိန်မှာဖျားအလင်းကိုလင်းဖို့အတွက်ငါဖာရင်လှုပ်ဆောင်ပြီးပြီလေငါအသက်တာမှာဘုရားတိုးတက်လမ်းအတွက်ငါဘလောက်လှုပ်ဆောင်ပြီးပြီလေမိသားစုများ ဒါလူအနေနဲ့ပြောရရင်တော့သင်ကတော့မှန်ပါတယ်ဖះကိုချစ်တယ်မှန်တယ်ဖះအတိုင်းမလှုပ်ဆောင်တယ်ဒါပေမဲ့လည်းသင်ကပြင်းနေလို့မရအောင်မိသားစုများသင်ပြင်းနေရင်စာတန်ကတော့သင်ကိုမတုံးဖြစ်တယ်ဖះခင်ရဲ့သားသမီးဖြစ်တယ်ဆိုတာကဖះခင်ကိုလည်းချစ်ကြောက်ယူတရားမယ်တမန်တော်နဲ့ညီလေသင်ကသွားမယ်ဒါပေမဲ့သင်အသက်တာကသူတပါရှေ့မှာလင်းနေရမှာဖြစ်တယ်ထိုကဲ့သို့သောလင်းမှုသို့ပြင်းနေဖို့အချိန်မရှိဘူးဖြစ်တယ်။တင်းရဲ့အချိန်နိုင်24နိုင်မှာချိန်နိုင်ကိုတင်းက blue management လုပ်မလဲ။ ဒီအချိန်တိုင်း management လုပ်တဲ့ပုံမှာမူတည်ပြီးတော့ဒီနေ့အသင်သက်တာမှာဘလို့အသုံးချနေလဲထိုအချိန်တိုင်းမိနစ်စက္ကန့်တိုင်းမှာနေကျွန်တော်တို့အသက်တာအတွက်ဖရာအမှုတော်အတွက်ဖရာရဲ့နိုင်ငံတော်အတွက်ကိုယ့်ရဲ့အသက်တာအတွက်ကိုယ့်ရဲ့ဘဝအတွက်သင်ပါတဲ့အချိန်ကိုဖြုံးပြီးနေပြီလေသင်အသက်တာထဲမှာသင်ကနေပြီးတော့ online မှာပဲတင်အချိန်တွေကိုဖြုံးနေလား Facebook တွေမှာပဲတင်အချိန်တွေဖြုံးနေလား chat တင်နေဝင်ပြီးတော့ပဲတင်အချိန်တိုင်းတွေကိုဖြုံးနေလားမိသားစုများအရန်ကိုနှမျောဖို့ကောင်းတယ် ဖျားခင်ကကောင်းကြီးကိုသင်ကဖြုံတီးတော်သူဖြစ်တယ်။ဖျားခင်ကကောင်းကြီးကိုသင်ကဝစ်ပြောင်လုံနေတဲ့သူဖြစ်တယ်။ဒါကဖျားခင်မကြိုက်ဘူးဖြစ်တယ်။ဒီရောက်ကိုဖျားခင်ဆက်ဆုပ်ယုံရှာတာဖြစ်တယ်။ဖျားခင်ကသူ့ရဲ့သားသမီးကိုငါဖြစ်သည့်တိုင်းသင်တို့၌ဖြစ်ကြစေလို့နေဖျားခင်ကပြောထားတဲ့ဖြစ်တယ်။ငါဖြစ်သည့်တိုင်းဆိုတာလောကလည်းမာနေဖျားခင်ကအသက်ရှင်တဲ့အခါမှာဘယ်တော့မှသူများနောက်ကနေမသွားဘူး။ဘာဖြစ်လဲ။ရှေ့ကနေပြီးတော့အများဆုံးသောသူတွေအနာရောဂါငြိမ်းချင်းဖြစ်တယ်။တော့အများဆုံးသောသူတွေကောင်းကင်နိုင်ငံတော်ရှင်နဲ့တမာတရားကိုရဲဝံစွာနဲ့ပြောတယ်။ ်နော်ဘုရားခင်ကအချိန်တမိနစ်စက္ကန့်ဖြုံးတယ်ဆိုတော့တင်ကျမ်းစာထဲမှာတွေ့ဘူးလားကျွန်တော်တို့ခါတော့မတွေ့ဘူးဖြစ်တယ်သူ့ရဲ့စက္ကန့်တိုင်းမိနစ်တိုင်းကတကယ်ကိုပဲတန်ဖိုးရှင်အောင်ဖြစ်တယ်ဘာဖြစ်လို့လဲသူလောကထဲမှာလာတဲ့ခါမှာလောကရဲ့မှာနေစင်မှာအချိန်တိုင်းကတိုးတိုးလေးပဲဆိုတာဘုရားခင်ကသိတာပဲဖြစ်တယ်မိသားစုများအင်္ဂလိပ်အစီအစဉ်တွေပြောတဲ့ခါမှာမယုံကြည်သူကျွန်တော်ခဏခဏပြောတယ်မျက်စိတမိတ်လက်တပြတ်တွင်မှာဒီနေ့ကျွန်တော်ရဲ့အသက်ဝိညာဉ်ချုပ်ငြိမ်းသွားရင် ကျွန်တော်တို့ဘယ်လိုလုပ်မလဲမိသားစုများအခုပြန်စဉ်းစားမယ့်ချိန်တိုင်းဖြစ်တယ်ဒီနေ့သင်တို့တတ်တာကိုပြန်စဉ်းစားမယ့်ချိန်တိုင်းဖြစ်တယ်မှန်တယ်သင်မျက်စိတမိတ်လက်တပြတ်တွင်မှာဘုရားခင်နိုင်ငံတော်အတွက်သင်ဘာလုပ်ပြီးွားပြီလဲမျက်စိတမိတ်လက်တပြတ်တွင်မှာသင်ရဲ့မိသားစုအတွက်သင်ဘာလုပ်ပြီးွားပြီလဲသင်မျက်စိတမိတ်လက်တပြတ်တွင်မှာသင်ရဲ့တိုင်းနိုင်ငံအတွက်သင်ဘာလုပ်ပြီးွားပြီလဲမိသားစုများနေကျွန်တော်ပြန်စဉ်းစားမယ့်ချိန်တိုင်းဖြစ်တယ်ဘုရားခင်သင်တို့ကိုဒိုက်စကားပြောနေကျွန်တော်သိတယ်ဟာလေလုယာဒါကြောင့်လို့မိသားစုများ ်သင်တို့ကကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ညီကိုမောင်နှမလို့စိတ်ထဲကနေပြီးတော့ဝင်တာထားတဲ့အခါမှာကျွန်တော်တယောက်ချီပဲအနှင့်သာရကိုတည်တကယ်သူဒီနေ့ဒီမှာရှိတဲ့မိသားစုဝင်တယောက်ချင်းစီကိုလည်းတည်စေခြင်းနဲ့ဖြားခင်ဖြစ်တယ်ဟာလေလုယာမိသားစုများအချိန်မရှိတော့ဘူးဖြစ်တယ် no time တော့ခေတ်ကာလကြီးကအခုတဖြည်းဖြည်းနဲ့ကောင်းလာလားဆုတ်ယွတ်လာလားဆုတ်ယွတ်လာခါမှာဘာတွေများလာလဲအပြစ်ဒုစရိုက်တွေများလာတယ်ဖျားခင်ကိုပုံကန်တဲ့လူတွေများလာတယ်ဖျားခင်ကိုဆန့်ကျင်တဲ့လူတွေများလာတယ် တချို့ကတိတိကြီးနဲ့တောင်မှတမန်တော်ကနေပြောသွေးဖယ်ပြီးတော့သွားတဲ့လူတွေရှိတယ်။မိသားစုများဒီနေ့ဖျားရဲ့ဘုံကဒီနေ့တင်တို့ပေါ်မှာထွန်းလဲရမှာဖြစ်တယ်။နေထိုကဲ့သို့သောသူများအတွက်ဖျားရဲ့ဘုံကတင်တို့ပေါ်မှာထွန်းလဲရမှာဖြစ်တယ်။ဟာလေလုယာတင်တို့မလင်းဘူးလင်းပါလေ။ဟာလေလုယာဖျားခဲ့နာမှာချီးမွမ်းတယ်။ဖျားခဲ့အရင်ကောင်းမြတ်တယ်။ဒီနေ့မိသားစုများကျွန်တော်အသက်ရှင်တန်နေရခြင်းကတင့်ကိုဖျားခင်ကအထူးရွေးကောက်ထားတာဖြစ်တယ်။ သင်ကငါဘာတူလဲဆိုတာကိုသိသွားပြီဆိုရင်ဖျားပေးတဲ့ကောင်းချီးကိုသင်ကအဆုံးရှုံးမခံနိုင်ဘူးဖြစ်တယ်ဖျားခင်ကောင်းချီးပေးတဲ့ second night minute တိုင်းကတကယ်ကိုပဲတန်မိုးဖြတ်လို့မရတဲ့ရေဒနာတွေပဲဖြစ်တယ်အဲကြောင့်မလို့လူငယ်များသင်တို့ကိုကျွန်တော်အားပေးခြင်းနဲ့သင်တို့ကိုကျွန်တော်တိုက်တွန်းခြင်းနဲ့ဖျားခင်ကောင်းချီးတွေကိုသင် waste မလုပ်ပါနဲ့ကျွန်တော်တိုးခိုက်လို့တဲ့ခါမှာကျွန်တော်ဧည့်သည်ဂျာမန်နဲ့ကျွန်တော်သွားတဲ့ခါမှာအဲ့မှာလေလူကလည်းအရန်ပင်ပန်းလာတဲ့ခါမှာသူနဲ့အတူတူကျွန်တော်ညညတာ dinner စားတဲ့ခါမှာ ျွန်တော်ဘာမှမပေါအောင်အဲ့မှာဝက်စီဘက်ပေါ်နော်ဝက်စီဘက်ကလည်းအဲ့ဝက်စ်2ကိုသူချက်တဲ့ကောင်ဝက်စီဘက်ကလည်းနည်းနည်းအစီများတဲ့ခါမှာကျွန်တော်နည်းနည်းလေးပဲဖယ်ထားလိုက်တော့နော်ဖယ်ထားပြီးတော့ထမင်းလေးလေးနည်းနည်းခြံတဲ့ခါမှာသူကနေပြောကျွန်တော်ချိန်ပြီးတော့ပြောတယ်ဟားတဲ့မင်းပြီးွားပြီလားတဲ့အခုမင်းစားတဲ့ဒင်နာပြီးွားဟုတ်တယ်အဲ့လိုငါပြီးွားပြီလို့ဟလာတဲ့မင်းနဲ့မှာတဲ့မင်းကစားရမှာ၃ပုံပုံ၃ပုံလောက်တော့ခြံသေးတယ်တဲ့ငါတွေ့တာတဲ့မိသားရရန်နှမျိုးဖို့ကောင်းတယ်နော်တဲ့တခြားမစား တောင့်နိုင်တဲ့သူတွေကလည်းအဲ့ဒါလေးတောင်မပြောနိုင်ဘူးမင်းကြံခဲ့တဲ့သုံးပုံပုံတစ်ပုံတော်မှသူတို့ကစားဖို့အတွက်ငန့်လင့်နေတယ်ဟာအဲ့ချိန်မှာကျွန်တော်ဟက်ကိုထိပါဖြစ်တယ်အာကျွန်တော်ကဘာပြောချင်လဲဆိုတော့မိသားစုများဒီလိုပဲကျွန်တော်တို့ကအစားတောက်တွေတစ်ခါဒီမှာစားသုံးတဲ့အခါမှာအော်ကိုမစားချင်ဘူးကိုယ့်ရဲ့မတော်လောဘကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ကမြန်မြန်ယူစားပြည့်အခါမှာပုံထားပြီးတဲ့အခါမှာကိုယ်လည်းမစားနိုင်ဘူးသူများကိုလည်းကိုကမချွေးပဲနဲ့ waste ဖြစ်သွားတာလေအများကြီးပဲဖြစ်တယ်ဒီလိုရဲ့မိသားစုများ ီနေ့တင်တို့ရဲ့အချိန်နာရီကို waste မဖြစ်ပါစေနဲ့ဒီနေ့ဖျားပေးထားတဲ့ကောင်းချီးမင်္ဂလာကိုတင်တို့ waste မဖြစ်ပါနဲ့ဖျားခင်ကတင်တို့ကိုတာပြီးအသုံးပြုစင်တာဖြစ်တယ်ဖျားခင်ကတင်တို့ရဲ့အတ္တကိုတာမန်လူကဲ့သို့အသက်မရှင်စေခြင်းဖြစ်တယ်ဘာဖြစ်လို့လဲဖျားခင်ကတင်တို့ကိုအထူးရွေးချယ်ထားတာဖြစ်တယ် hallelujah တင်တို့ကတာမန်နဲ့ကိုမတူဘူးဖြစ်တယ်တင်ကလောကသားနဲ့ကိုဘလို့မှမတူဘူးဖြစ်တယ် hallelujah တင်တို့ကဖျားခင်ရဲ့အထူးရွေးချယ်ခြင်းကိုခံရတော်သူဖြစ်တယ် hallelujah amen မောင်မိုက်ထဲမှာအံ့ပွေသောအလင်းတော်သို့ခေါ်သွင်းသောသူဂုံကျေးစုတို့ကိုပေါ်ပြစေခြင်းကဘုရားခင်ရဲ့ဂုံကျေးစုတို့ကိုကျွန်တော်တို့ကပေါ်ပြဖို့အတွက်ရည်ကြီးတယ်ဖြစ်တယ်။ဟာလေလုယာမိသားစုများသင်တို့ကိုမြင်တဲ့အခါမှာဘု து ကိုမြင်ပြီလေ။သင်တို့ကိုမြင်တဲ့အခါမှာဘုရားခင်ရဲ့ဂုံကျေးစုတို့ကိုသင်တို့တတ်တာအပြင်ပေါ်ပြနေပြီလား။ကျွန်တော်ပြန်စဉ်းစားမယ်အချိန်တိုင်းဖြစ်တယ်။သင်တို့တတ်တာကိုမြင်တဲ့အခါမှာဟောင်းဟောင်းမှာယေရှုလာနေပြီ။အဲ့လိုသာသနာ့ဘလူတွေကပြောမှဖြစ်တယ်။ဒီနေ့သင်တို့တတ်တာကိုမြင်တဲ့အခါမှာ how andrew la how ma chin so လိုက်တဲ့လူ how andrew la အရက်သေးစာတောက်စားတဲ့လူ how andrew la ဟိုမှာချင်းလက်တက်ကနေရှိသူရိုက်လိုက်တာမိသားစုများနေကျွန်တော်တို့တက်တာမှာဖျားခင်ဂုံကျေးစုတော့ကိုပေါ်ပြနေပြီလားမပေါ်ပြသေးဘူးစေမိသားစုများနေတင်းတော့ကိုဖျားခင်စကားပြောနေပြီဖြစ်တယ်ရှေခါမာဒီမှာစေခီတယ်မှာရှာခါမာမှာရေပါခါမာဒီမှာစေခီတယ်မှာရှာခါမာမှာရေခီတယ်မှာစာခါမာမှာဒီနေ့ဖျားခင်ကတင်းတော့ကိုတာပြမြင့်တော်ရက်ကိုပို့ဆောင်ခြင်းနဲ့ဖျားခင်ဖြစ်တယ် ဒီနေ့သင်တို့ကိုဖျားခင်ကလောကထဲမှာဆေလွတ်လိုက်တာကဩငါကတော့အချိန်တိုင်းစားမယ်ငါကတော့အချိန်တိုင်းအိပ်မယ်ငါကတော့အချိန်တိုင်းကြောင်းသွားမယ်ငါကတော့အချိန်တိုင်းအလုံးလုံးမယ်အချိန်တိုင်းငါကအိမ်အောင်ပြုမယ်နုမီတာစုမြောင်သင်တို့ကိုဒီလိုမျိုးနဲ့ပဲဘဝကိုမဆုံးဆုံးမဆုံးချုံးသိမ့်ဘူးဖြစ်တယ်ဖျားခင်ကသူ့ရဲ့နိုင်ငံတော်အတွက်ဖျားခင်ကသင်တို့ကိုအထူးရွေးချယ်ထားတော်သူဖြစ်တယ်သင်တို့က VIP တွေဖြစ်တယ် ဖျားခင်သူရွေးချယ်ထားတော်သူတွေဖြစ်တယ်။ဖျားခင်သူရွေးကောက်ထားတော်သူဖြစ်တယ်။ဒီနေ့သင်တို့ကိုမြင်တဲ့အခါမှာဟောင်းမှာလာနေတဲ့လူကယေရှုပဲလို့သာသနာ့ဘလူတွေကမြင်တကယ်တော့ဒီနေ့သင်ရဲ့ဘုံကသာသနာ့ဘလူရှိမှထွန်းလင်းဖို့တဲ့အချိန်သာရောက်လာဖြစ်တယ်။ဟာလေလုယာ။အာမင်။အာမင်။ရှေခါမာရီစိကိရမာဒီနေ့ကျွန်တော်တို့ကရွေးချယ်တော်မူသောမျိုးဖြစ်တယ်။ကျွန်တော်တို့ကဖျားခင်ကနေကျွန်တော်တို့ကိုအထူးရွေးချယ်ထားတာဖြစ်တယ်။ဒီရှာခမန်စီကီတီမှာ ကျွန်တော်တို့ကမင်းစည်းစိမ်ရှိသောမျိုးဖြစ်တယ်ကျွန်တော်ကမင်းစည်းစိမ်ရှိသောမျိုးလို့နေပြောရင်နေမိသားစုကပြောမှာဟာငါ့ကိုကြွေဝါခြင်းနေပြောနေရလားဟာငါ့ကိုချမ်းသာခြင်းနေပြောနေရလားလို့နေမိသားစုများကျွန်တော်ကိုပြောကောင်းပြောပါနှုတ်မိသားစုများတင်းတက်တာထဲမှာထိုကဲ့သို့သောစည်းစိမ်ကြွေဝါခြင်းဒီလေဖျားဘုံအတွက်ပဲဖြစ်တယ်ဖျားအလင်းအတွက်ပဲဖြစ်တယ်ဘာဖြစ်လို့လဲမိသားစုများ ။တင်ကတင်းတင်မှာဥစ္စာကြွယ်ဝမှာတင်ကသူတပါးကိုလက်ဆန့်တန်းနိုင်မှာဖြစ်တယ်။တင်ကတင်းဥစ္စာကြွယ်ဝမှာတင်ကများစွာသောသူတွေကိုတင်ကနေပြီး bless လုပ်နိုင်မှာဖြစ်တယ်။ဖျားခင်ရဲ့နိုင်ငံတော်ကျယ်ပြန့်မှုရန်အတွက်တင်ကသူများကတလန်းလန်းမယ်ဆိုတင်ကခြင်လန်းတရာတော့တင်ကလှမ်းနိုင်မှာဖြစ်တယ်။အဲ့မှာဘာကွာပါလဲ။အများကြီးကွာပါဖြစ်တယ်။လုံဆောင်မှုပိုင်းမှာအများကြီးကွာပါဖြစ်တယ်။ဖျားခင်အသုံးပြုမှာဘာကွာလဲ။ဖျားခင်အသုံးပြုမှာအများကြီးကွာပါဖြစ်တယ်။ဒါကြောင့်လို့မိသားစုများဘုံစည်းစိမ်က ဘုရားသခင်စီကလာတာမှန်ပေမဲ့လေမိသားစုများတင်တို့တက်တာမှာတင်တို့ခံယူတဲ့ခွက်ဖလားကပဲအရေးကြီးတာဖြစ်တယ်။တင်တို့ရဲ့ခွက်ဖလားကတင်တို့ကလော်ခိယာဒီမှာဆွဲလန်းနေလား။မှန်တယ်တင်ကတော့ဆုတော့တောင်းပါပဲ။ကိုတော့ပေးပါ ပေးပါ ပေးပါပေးပါတင်ဆုတောင်းနေတဲ့အရာက လော်ခိအတွက်တင်တောင်းနေတာလား။ဒါမို့ဘုရားခင်နိုင်ငံတော်အတွက်တင်တောင်းနေရလား။ဘုရားဘုန်းအတွက်တင်ကတောင်းနေတာလား။အခုတည်းကကျွန်တော်ပြပြသားပြောလိုက်မယ်။တင်ကတင့်ရဲ့စီးစိမ်ခံစားဖို့အတွက်တင်တောင်းရတော့ တင်တောင်းတော်စုတခုမှမရဘူးဖြစ်တယ်။ဘုရားခင်ရဲ့အလိုတော်နဲ့ညီတော်စုကိုတောင်းရင်ဘုရားခင်ကတင်တို့ကိုတာပြေးပေးခြင်းတော်ဖြစ်တယ်။တင်တို့မတောင်းတောင်းတောင်းမှမတင်တို့ကိုဘုရားခင်ကအတင်းချက်နဲ့ပေးခြင်းတော်မူတော်ဘုရားဖြစ်တယ်။ဟာလေလုယာမိသားစုများဒီနေ့ကျွန်တော်တို့စုတောင်းချက်တွေကတစ်ခါလေးမှကျွန်တော်တို့လွဲမှားနေရင်ကျွန်တော်တို့ပြန်ပြီးလမ်းမှန်ကိုကျွန်တော်ပြန်တဲကြအောင်။ဘုရားခင်ကတင်တို့ကိုတာပြေးအသုံးပြုခြင်းတော်ဖြစ်တယ်။တင်တို့ရဲ့အသက်တာမှာလည်းနေ့စဉ်နဲ့မျှတင်တို့ကနေပြီးတော့သူငယ်ကဲ့သို့ပဲနေ့စဉ်နဲ့မျှကျွန်တော်တို့ အတ္တတာမှာသူငယ်ကဲ့သို့ဖျားခင်ကမနေစေချင်ဘူးဖြစ်တယ်။သင်တို့အတ္တတာမှာမှန်တယ်တဖြည်းဖြည်းနဲ့သင်ကအရွယ်ရောက်လာတဲ့ခါမှာသင်တို့အတ္တတာမှာတဖြည်းဖြည်းနဲ့ကြီးရင်လာတဲ့ကဲ့သို့ပဲနေဖျားခင်ကသင်တို့အတ္တတာကိုကြီးရင်စေချင်တဲ့ဖျားခင်ဖြစ်တယ်။ဟာလေလုယာ။အာမင်။ဖျားခင်နာမှာပုန်းချပါစေ။ရှစ်ပရောဟိတ်မျိုးရှစ်ပရောဟိတ်ကဘယ်လိုမျိုးလဲ။ရှစ်ပရောဟိတ်ဆိုတာကတန်ရှင်းရဌာနတော့ကိုပဲဝင်ရတဲ့သူဖြစ်တယ်။ ။နောက်ယေဘရဟိဆိုတော့သူတို့ခန္ဓာကိုယ်မှာအနာတွေဆွဲနေမယ်။သူတို့ခန္ဓာကိုယ်မတန့်ရှင်းဘူးဆိုရင်ဖျားခင်ရဲ့ဌာနတော်ကိုမဝင်ရဘူးဖြစ်တယ်။မိသားစုများဒီနေ့ဖျားခင်တန့်ရှင်းတယ်လို့ပဲမိသားစုများမိကိုမောင်တို့များညီမများဒီနေ့သင်တို့ကိုတန့်ရှင်းစေချင်တာဖြစ်တယ်။ဟာလေလုယာသင်ကိုယ်တင်တည်တယ်။ငါမတန့်ရှင်းတာငါဘာလုပ်ခဲ့လဲ။သင်ကိုယ်တင်တည်တယ်။ ျွန်တော်ကိုပြောစရာမလိုဖြစ်တယ်။တင်းရဲ့မတန်ရှင်းခြင်းကိုလည်းဖျားခင်ကသိတာဖြစ်တယ်။တင်းရဲ့တက်တာထဲမှာတင်ကနေပေါ့ screen ကိုကြည့်လိုက်တဲ့အခါမှာမှန်ပါတယ်တင်ကြည့်တာတော့တခုဒါမဲ့ပေါ်လာတာတခုအဲ့ပေါ်လာရဲ့နောက်ကိုတင်ကလိုက်တဲ့အခါမှာဘာဖြစ်လဲပထမကတော့တင်ကြည့်ခြင်းကတော့တစ်ခါတော့ပဲဖြတ်ခနဲဆိုကြည့်ပြီးမှလည်းဒါမဲ့ခဏခဏတင်ကပြန်ကြည့်နေပြီဆိုရင်တင်တက်တာမှာတင်တန်ရှင်းနိုင်ပါမလားမိသားစုများစာတန်ကဒီနေ့ကြီးစွာလွတ်လုံနေတာဖြစ်တယ် ဒီနေ့စာတန်ကနေပြောသင်ကအိမ်ပြင်အောင်သင်ကထွက်เสียမလိုဘူးသင်ကအိမ်ထဲမှာနေတော်မှစာတန်ကသင်တို့ကိုကြီးစွာ ဟောက်လက်နေတော်ခြင်သိကဲ့သို့အဘေးသူကိုဝါမြော်ရမလဲကြည်နေတာဖြစ်တယ်စာတန်ကနော်သင်တို့ရဲ့ဖုန်းထဲကပဲတချို့ကနေပြောဖုန်းထဲမှာခြင်နေဟာငါ့ကိုလိုက်မပေးဘူးဟောငါ့ကိုကွန်မန့်မပေးဘူးတချို့တော့ဘာဖြစ်လဲကိုကိုကိုဆူဆိုက်လုပ်ပြီးတော့တည်တဲ့လူတွေအများကြီးရှိတယ်အဲ့အပြင်လောကကြီးမှာတကယ်ဖြစ်နေတာနော်ညီကောင်မတော်များအဲ့ဒါတကယ်ကို reality ဖြစ်နေတာနော်ဒါကြောင့်မိသားစုများ ဒီနေ့ Jibrohit တန်ရှင်တယ်လို့ပဲဒီနေ့ဖျားခင်တန်ရှင်တယ်လို့ပဲဒီနေ့သင်တို့ရဲ့အသက်တာကိုနေဖျားခင်ကတန်ရှင်စေခြင်းနဲ့ဖျားခင်ဖြစ်တယ်။မှန်တယ်လူကတော့အပြစ်နဲ့မကင်းဘူးဖြစ်တယ်။မှန်တယ်ကျွန်တော်ခုရှေ့မှာသင်တို့ကိုဟောနေတယ်ကျွန်တော်ကိုယ်တိုင်ကတော့အပြစ်နဲ့ကင်းလားကျွန်တော်လည်းမကင်းပါဘူး။ဒါပေမဲ့မိသားစုများနေ့ရက်စဉ်တိုင်းမှာသင်ကဝန်ခံခြင်းနဲ့နေ့ရက်စဉ်တိုင်းမှာသင်ကဖျားခင်တတ်နိုင်ကြောင်းနဲ့ဒီကြော်မှာဖြစ်တယ်။ မှန်နေသင်ကနေပြောမှဖုန်းနေအရင်ကြည့်နေခါမှာအဒီဖုန်းမှာငါမကြည့်မနေနိုင်ဘူးငါဒီရောက်ငါဆွဲလန်းနေတယ်ဆိုလဲယေရှုခရစ်တော်နာမ၌ငါဒီဖုန်းချစ်ခြင်းကိုငါဖြတ်တောက်တယ်ငါမကောင်းတဲ့ຢာတွေချစ်ခြင်းကိုယေရှုနာမပဲငါဖြတ်တောက်တယ်ဟိုငါအပြစ်ဒူးဆိုင်တဲ့ကနေပြောငါခြေလန်းနေလှမ်းနေပြီဟိုယေရှုခရစ်တော်နာမ၌ငါ့ခြေလန်းတွေကိုရက်တန့်စေပါဟုတ်သူတပါးကငါကနေပြောထိခိုက်နစ်နာအောင်ငါကနေပြောငါနှုတ်ကနေပြောငါကပြောချင်တယ်ယေရှုခရစ်တော်နာမ၌ငါရဲ့နှုတ်ကိုချုပ်တီးစေပါ မိသားစုများဒီနေ့ဖျားခင်တင်တို့ကိုစကားကြီးစွာပြောနေပြီဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာနေ့ကျွန်တော်တို့ကတမာတန်းနဲ့မသွားဘူးဆိုရင်တော့ယခုကဲ့သို့သောဆိုးရွားသောကာလမှာတင်တို့ကိုမျက်စိတမိတ်လက်တပြက်တွင်မှာဖြတ်စည်းဖို့ရန်အတွက်လွယ်လွယ်လေးပဲဖြစ်တယ်။ဒါကြောင့်လို့မိသားစုများဒီနေ့ကျွန်တော်တို့အသက်တာမှာရစ်ပရိုဟိတ်ကဲ့သို့ပဲနေ့ဖျားခင်ကတင်တို့အသက်တာကိုတန်ရှင်းစေခြင်းနဲ့ဖျားခင်ဖြစ်တယ်။ဒီနေ့တင်တို့ကတန်ရှင်းသောလူမျိုးဖြစ်တယ်။ ပိုင်ထိုက်တော်ပောင်းတင်များဖြစ်တယ်။ဟာလေလုယာ။ဘာတွေပိုင်ထိုက်မလဲ။နေ့ဖျားခင်ကမိုးမြေယူပါအာယူပါကိုပိုင်တာတော်မူတော်ဖျားဖြစ်တယ်။နေ့ဖျားခင်မတတ်နိုင်တော်ရတစုံတစ်ခုမှမရှိဘူးဖြစ်တယ်။နေ့တင်းတက်တာမှာဘာတွေဝင်လေးနေလဲ။တင်းတက်တာမှာဘာတွေခက်ခဲနေလဲ။တင်းတက်တာမှာဘာတွေတင်းအလိုမချဖြစ်နေလဲ။တင်းတက်တာမှာငါကတော့အတုံးမချတော်လူငါတက်တာထဲမှာငါကတော့ဘာမှတုံစားလို့မရတော့သူလို့နေ့တင်ထင်နေလားမိသားစုများ တင်ကျွေးကြော်လိုက်ပါတင်းရှိမှာစာတန်ပိတ်ဆို့ထားတဲ့အတားစီတွေကယေရှုနာမဖြင့်ဒီနေ့ပဲပွင့်ထွက်ပြီဖြစ်တယ်ဟာလေလုယာအာမင်ဖျားခင်မိသားစုတွေကိုကြီးစွာလှုပ်လှုပ်ချင်တာဖြစ်တယ်ဖျားခင်တင်းတို့ကိုတာ၍အသုံးပြုချင်တာဖြစ်တယ်မိသားစုများဖျားရဲ့ဘုံဖျားရဲ့အလင်းကဒီနေ့တင်းတို့ပေါ်မှာတာ၍ဖျားခင်က ပြင်ဆင်ပေးထားပြီဖြစ်တယ်ဟာလေလုယာရှိခိတယ်မှာစက် ကျော်မတဲ22နှစ်24မှာဆိုလဲထို့သို့ခေါ်တော်မူသောသူအများရှိတော်လဲရွေးကောက်တော်မူသောသူသည်နေကြ၏မယ်နေမိသားစုများဒီနေ့ဖျားခင် နိုင်ငံတော်အတွက်ဖျားခင်ကများစွာသောသူတွေခေါ်တယ်ဒီနေ့တချို့ကနေပြီးတော့ဖျားခင်ခေါ်တဲ့အတန်ကိုတော့ကြားပါတယ်ဒါပေမဲ့တချို့ကနေပြီးတော့အမျက်ွယ်ပြုတ်နေတယ်တချို့ကတော့တိတိကြီးနဲ့ကိုပဲဖျားခင်ကိုစန့်ကျင်နေကြဖြစ်တယ် ်မိသားစုများဒီနေ့ကျွန်တော်တို့ရဲ့ပျက်စီးခြင်းဆုံးရှုံးခြင်းကိုနေဖျားခင်က မလိုလားဘူးဖြစ်တယ်။နေဖျားခင်ကနေကျွန်တော်တို့တယောက်ချင်းစီရဲ့အသက်တာမှာဖျားခင်ကသူ့ရဲ့ဘုံသူ့ရဲ့အလင်းနဲ့သူ့ရဲ့နိုင်ငံတော်အတွက်နေဖျားခင်ကနေကျွန်တော်တို့ကိုခေါ်နေတာဖြစ်တယ်။မိသားစုများ ကျွန်တော်မသဲအခန်းကြီး9 14 16ကိုကျွန်တော်ဆက်ပြီးတော့ဖတ်ကြည့်အောင်။ ဖျားသခင်ကနေပြီးတော့သင်တို့ဒီဤလောကအလင်းဖြစ်ကြဤတောင်ထိတ်နိုင်ရှိသောမြို့ကိုမကွယ်နိုင်။နေရဲ့အလင်းကဒီနေ့တောင်တွေကိုကွယ်နိုင်လား။နေရဲ့အလင်းကဒီနေ့မြို့တွေကိုကွယ်နိုင်လား။မကွယ်နိုင်ဘူးဖြစ်တယ်။နေဖျားခင်ကနေကျွန်တော်တို့သူ့ရဲ့အလင်းကကျွန်တော်တယောက်တည်းမှာပဲကျွန်တော်ကွက်ပြီးလင်းတာမဟုတ်ဖြစ်တယ်။နေဖျားခင်ကဒီနေ့လူသားအားလုံးပေါ်မှာနေဖျားခင်ကဒီနေ့သူ့ရဲ့အလင်းကိုဒီနေ့တာပြီးထွန်းလင်းစေခြင်းနဲ့ဖျားခင်ဖြစ်တယ်။နေဖျားခင်ကနေသူ့ရဲ့ဘုံနဲ့ ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဖျားခင်ကတာ၍ဖျားခင်ကအသုံးပြုနေတာဖြစ်တယ်။ဟာလေလုယာကျွန်တော်နှစ်သက်အခန်းကြီးနှစ်73 74ကိုတစ်ချက်လောက်ကြည့်ကြအောင်။ဖျားခင်ချစ်တော်သောညီကိုတို့သင်တို့ဒီစိတ်တန့်ရှင်ခြင်းတမန်တော်ကိုယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းတို့ရောက်စေခြင်းကဖျားခင်သည်ရှေးဥစွာကပင်သင်တို့ကိုရွေးကောက်တော်မူသည်ဖြစ် ဟာလေလုယာအာမင်ဒီနေ့ဘုရားခင်ကနေတင်တို့ကိုဘာအတွက်ခေါ်လဲဒီနေ့တင်တို့ကိုအေးဝင်ဂေလိတရားအဖြစ်ဒီနေ့တင်တို့ကိုခေါ်တော်မူသောဘုရားဖြစ်တယ်ဟာလေလုယာမိသားစုများနေ့ဘုရားခင်ကသူ့ရဲ့နိုင်ငံတော်ခြေပြန့်မှုအတွက်ဒီနေ့တင်တို့ကိုရွေးချယ်ထားဖြစ်တယ်သူ့နိုင်ငံတော်ခြေပြန့်မှုဒီနေ့ဘုရားခင်ကတင်တို့ကိုရွေးကောက်ထားဖြစ်တယ်မိသားစုများတင်ကအေးဝင်ဂေလိခင်တည်င်းစကားကိုတင်ကမြန်မြန်ပြောလေဘုရားရဲ့ဘုန်းကို